လူငယ်များတို့မင်္ဂလာပါအသသမပနိတိမိမိကိုယ်စိတ်နှစ်ပါးကိုကောင်းစွာထားခြင်းမှာ ကျမ်းမာရဲ့ယူပြုကြဖို့အကြောင်းကိုရေးခဲ့ပါတယ်ကိုယ်လည်းငါဆုံးလင်လူစဉ်မိတဲ့အုံနောက်ပါလာရင်မဲကိုဩဘိစာကတပုံညတာရှေးဘဝကောင်းမှုမင်္ဂလာပြည့်စုံတဲ့လောက်ပြည့်စုံနေပြီပေါ့ဆိုလိုတာကမိဘများကဆင်းရဲလို့ငွေကြေးစားရုံမှာချိုးတက်နေစေအောင်နော်ဝမ်းမြောက်စရာကောင်းနေပြီလို့ဆိုရတော့မှာပေါ့ ကိုယ်စိတ်နှပါကိုကောင်းစွာထားခြင်းဆိုတာမှာဘယ်သူကထားရမလဲဆိုတာဆိုတော့ကိုယ်တိုင်ကထားမှာပေါ့ခလေးပေါ့စားဘဝမှာတော့မိလူကြီးမိဘများကကောင်းစွာထားပေးရမှာပေါ့ခလေးပေကိုဒါပေမဲ့လူမှန်သီးသက်စရွယ်အားစားပြီးမိမိမိဘကကိုယ်စိတ်နှပါကောင်းစွာထားတဲ့အောင်တဆတဆတင်သွားပေးရတာပဲမဟုတ်လားဒီနေရာမှာငါစဉ်းစားမိတဲ့မြတ်စကားကြောရှိခြင်းပါသေးတယ်တပည့်ကဆရာတော်ဖျားကြီးကအတ္တအတ္တဘာဝ အတဘောဆိုရာဟာကိုစိတ်နှစ်ပါးလုံးကိုဆူလိုချောင်းရေးတော်မူခဲ့ပါတယ်။အဲဒီမှာကိုလို့ဆိုအပ်တဲ့ခနာကိုယန္ညာကြီးအကြောင်းကိုစဉ်းစားမိပြန်ပါတယ်။ခနာကိုယန္ညာကြီးကသူ့ကိုယ်သူအခါမလတ်ဆောင်းဆောင်နေတယ်။ကောင်းစွာထားဖို့အခါမလတ်ကြိုးစားနေတယ်လို့ပြောခြင်းပါတယ်။ဆိုကြပါစို့ကွယ်နှလုံးခုန်နေတာဟာမရမနာပဲမဟုတ်လား။တေရှာစဉ်းစားကြည့်တော့ငါလုံငန်းငါထက်အသက်ကြီးနေပါလားလို့တွေးတွေးမိနေတယ်။ ငါကအမေဝန်ထဲကပြင်ရောက်လိုက်ရင်ဦးဝဲလို့အောင်ငူလိုက်တိုင်းအောင်သိရဲ့လို့လူစင်းဝင်လာတာမဟုတ်လားငါရဲ့မွေးတက်ကြက်ကိုအဲ့ဒီချိန်ကစပြီးအမသားပြူလာတာမဟုတ်လားနိုင်နှလုံးသားကတော့ဒါလို့မဟုတ်ဘူးသရေသား၃လေးလားတော့ကစပြီးလှူရှာခဲ့ရတာဆိုတော့အောင်သိရဲ့နှလုံးသားဟာအောင်သိထက်တက်ကြီးနေတယ်မဟုတ်လားပြောချင်တာကခနာကိုရန်ရကြီးကသူ့ကိုယ်သူအခမလန်းစောင်းလျှောက်ပြီးကောင်းစွာထားဖို့ကြိုးစားနေတယ်လို့ပြောချင်ပါတ ုခနာကိုယ်ရဲကိုယောဂပုံမှားဝင်လာရင်တိုက်ထုတ်တယ်တန်းတန်းသမ ्या တားစီတယ်လွယ်လွယ်သေးတာမြင်တာလေးတွေတခုကိုပြောပြပါမယ်မင်းတို့ကတော့မာထီမီရှာမိတဲ့အနာလေးတခုဖြစ်နေပြီဆိုပါတော့ကိုခနာတရားကြီးကပြင်ပပုံမှားရုတ်တရက်ဝင်မလာအောင်ဇွေးကိုခဲပေးတယ်သွေးကို6သွေးမှကြောင်းလုပ်ပေးတယ်အနာဖေးလို့ခေါ်ကြတာပေါ့အသွင်ရအနာပြောက်သွားတော့မှဒံရကောင်းလာမှနာဖေးကသူ့အလိုကိုကြွားကြသွားတယ်ဒါကိုစဉ်းစားကြည့်လိုက်ရင် ခနာကိုရန်ညားကြီးကသူ့ဘုသူကောင်းစွာထားကြောင်းသိတာပါတယ်။စကားဖြတ်ပြီးမေးတော့မယ်။မဲနာဖေးခွာတတ်လားမခွာဘဲနေနိုင်လား။ငါမင်းတို့တော့ဖြစ်မသိဘူး။ငါကိုယ်တိုင်ကတော့အနာဖေးခွာခြင်းနဲ့စိတ်ကိုအခုအသက်80တိုင်မင်းကြီးချိုးနေထားရတယ်။ဒါတော့နာဖေးရဲ့အဆုံဖြားလေးတွေကိုလက်သေးနဲ့လှမ်းပြီးချိုးချက်တောင်ရှိနေသေးတယ်။ခပ်ပါကွာ။ခနာကိုရန်ညားကြီးကသူ့ဘုသူကောင်းစွာထားပါညံနေငါတို့စိတ်ကကောင်းစွာမထားကြဘူး။ တသမဲ့သူ့လုပ်ငန်းကိုဝင်ပြီးလှုပ်ရှုပ်ချင်တယ်ဒီထက်ပိုဆိုတာကကွန်ဆာတယ်ကွာစိလေးတောက်တယ်ကွာအရက်တောက်တယ်ကွာခနာကိုလက်မခံနိုင်တာတွေကိုရှောက်လုပ်တယ်ကွာသူ့ဘက်ကလည်းစဉ်းစားကြည့်အောင်လေကွယ်ဒီရရှေ့ကိုဆက်ပြီးတညလုံးဖဲရိုက်ညောင်းခံတာတွေဗီဒီယိုဂိမ်းထိုင်ရမထားကစားနေတာတွေပြောရရင်မဆိုးပစုံတော့ပါဘူးအရေးပြအကောင့်ထင်းဆိုသလိုမင်းတို့ရဲ့အဲနာတို့ရဲ့စိတ်တောင်းကျမ်းမှုတံကိုခနာကိုရန်နေရကြီးဘလောက်ခံနေရလဲဆိုတာကိုမှန်းလို့ရနိုင်ပါတယ် အဲတခုတည်းရထားမှာတော့အဲ့ဒီခဏကိုရညကြီးပြက်စီးသွားရင်မင်းရဲ့ဘဝဆိုတာမရှိဘူးဘဝမရှိတော့ဘဝရဲ့အောင်မြင်မှုလည်းမရှိဘူးဘာဆိုဘာမှမရှိတော့ဘူးမင်းဘဝရင်မှန်ချက်တွေဘုံမနေနဲ့တော့ဒီတော့မိမိခဏကိုရေကိုကောင်းစွာထားခြင်းပြုလုပ်နိုင်ကြပါရဲ့လားလို့မေးချင်ပြန်မလာပေးဘူးလားခဏကိုရညကြီးကတော့သူကသူကောင်းစွာထားရှာပါတယ်ငါတို့စိတ်ကကောင်းစွာမထားခြင်းညာဘူးဆိုတာပေါ်မလာဘူးလားဒီနေရာမှာထင်ရှားလာတာက အတ္တသမပဏိတိမိမိကိုယ်စိတ်ကိုကောင်းစွာထားခြင်းဟာစိတ်ပေါ်မှာပဒါနတည်နေတယ်ဆိုတဲ့အချက်ပါပဲ။အထက်မှာပြောခဲ့သမျှတွေဟာခန္ဓာကိုယ်ကြီးရဲ့နဲ့ပတ်သက်ပြီးပြောခဲ့ခြင်းတာဖြစ်ပါတယ်။ရှေ့ဆက်ပြီးစဉ်ဉဏ်ကြီးကြမယ်ဆိုရင်ရေချိုးတာအစားစားအသောက်နေထိုင်ရအစားခန္ဓာကိုယ်ကြီးမှာအငြင်းမဖြစ်အောင်စောင့်ရှောက်ပေးတာကအစားစိတ်သွားတိုင်းကိုမပအောင်ထိမ့်သိမ်းတာတွေကိုလှမ်းပြီးစဉ်းစားကြည့်ကြပြီးတော့ကွာ။ ဒီတော့မိမိခန့်ကိုခန္ဓာကြီးကို အန္တရာယ်မဖြစ်အောင်မဖျားမနှံ့အောင် စားသောက်နေထိုင်ရစားပြီးစင်ကျင်တိုင်းစင်ကျင်ထိုင်တိုင်းတာကမင်္ဂလာတပါဖြစ်မနေဘူးလား။ကောင်းပြီမိမိစိတ်ကိုထိုင်တိုင်းဆောက်ရှောက်ခြင်းကိုလှမ်းပြီးဆက်လိုက်ကြဆိုမင်းတို့ကတော့လူလောကကြီးမှာပေါ်ပေါက်လာတဲ့မကောင်းမှုတို့များတို့ရဲ့အခြေခံဟာလောဘဆိုတဲ့လူချင်းတတ်မှတ်မှုကြောင့်ဒေါသဆိုတဲ့အမျက်ထွက်မှုကြောင့်ပေါ်ပေါက်လာတာကြီးပဲ။ အဲတာမန်လူသားတွေကလောဘတော့ဖြစ်ရှိနေကြတာပဲပေါ့ဒါပေမဲ့ဝိတာမလောဘလို့ခေါ်တယ်မတော်လောဘတော့ဖြစ်မရှိသင့်ဘူးကြိုးစားရမှာပေါ့အဲ့ဒီမတော်လောဘရှိလာပြီဆိုရင်မတော်တာမတင်တာလုံးမိကြတော့မှာပဲမိမိမရတဲ့နာတွေကိုရကျင်တယ်မိမိမယူတဲ့နာတွေကိုယူကျင်တယ်ခိုးတယ်ဖွက်တယ်ကပိုင်းနိုင်တယ်ဆိုတာတွေကိစ္စတွေအားလုံးဟာဝိတမလောဘကြောင့်ဖြစ်တာကြီးပဲပေါ့ ဇာမေးပွဲမှာကိုးချတာအစပြီးမေကောအပေါင်းစားလိုက်ကြတာတွေဟာအားလုံးဟာမတော်တော်ပါကြီးပဲပေါ့အဲ့ဒါတွေကကာယကံမြောက်ထီအောင်ကျွလုံမိလာတာကိုပြောပြနေတယ်စိတ်မကိုပဲအဲ့ဒီလိုအကုသိုလ်စိတ်မျိုးမဖြစ်အောင်ထိမ့်သိမ်းဆောင်ရှောက်နေရတယ်လို့ဘုရားရှင်ကမိန့်တော်မူခဲ့တာငါတို့လိုမင်းတို့လိုတာမန်လူသားတွေမှာဒီလိုမတော်တော်ပါမတော်တော်သားစိတ်တွေဟာသဘောဥလိုရှုပ်ထွေးနေတာစာမေးပွဲမှာအမှတ်မြင်များလိုချင်တာကြောင့်ခူးခြားတာ တယောက်ယောက်ကကိုထမ်းမှတ်များတော့မှဆိုလို့ခံပြင်းတာဝန်တိုရာတွေစတင်ရပြင်ပေါ့ဒါတွေဟာလူငယ်ចောင်းသားတွေဘဝကိုသာလှမ်းပြီးပြောပြနေလိုက်တာပါ လူကြီးတွေလောကမှာကြတော့တိုက်ရိုက်ကောင်းကောင်းနေနိုင်တာကာကောင်းကောင်းစီးနိုင်တာစတင်ရပြင်ဝန်တိုရာတွေမနာလိုတာတွေရှိလာတတ်တဲ့ပြန်တာပေါ့ဂျီယာရှေ့ကိုဆက်လိုက်တော့တကောဇာအာနာဆိုတာတွေထီအောင်မတော်လောဘမတော်တော်သာမနာလိုဝန်တိုဆိုတဲ့မျိုးတွေထီအောင်ရောက်လာပြန်တာပေါ့ ငါတို့ဆွေးနွေးမှုကတော့အတဲ့ဟာတူထိအောင်မရောက်ပါဘူး။ကိုယ်စိတ်ကိုအမှတ်တင်တဲ့တတိယနေုံလောက်ကိုသာပြောပြချင်တာပါ။ဒီစာဝန်ရေးနေရမှာပဲငါရေးတဲ့ပေါ်ပင်ကမှဲလိုက်မကောင်းပဲတင်းကောတင်းကောဖြစ်နေတာကြောင့်စိတ်တူပြီးလွန်ပြစ်မယ်လှုပ်လိုက်မိသေးတယ်။ပြီးမှတတိယပင်ငါပေါ်ပင်နဲ့ဖက်ပြီးရန်ဖြစ်နေပါလားလို့တတိယလိုက်မိတယ်။ဒီလိုပါပဲကွာရေချိုးနေရင်ဆက်ပြအញ្ញံစာကြီးနဲ့တွေ့နေရလို့ရေချိုးကတည်းကမှဆက်ပြကိုဆဲချင်းဆဲမနေမိတာပဲကို့ကွယ် ရုပ်ဆွာဆောင်ဘတ်စကားမှတ်တိုင်မှာစောင့်နေရင်ကိုးစောင့်နေတဲ့ဘတ်စကားမလာနိုင်တော့ဒေါ်လာဖြစ်ခြင်းဖြစ်နေတာကိုကွယ်ဘတ်စကားရောက်လာပြန်လို့တော့ကားပေါ်တက်လိုက်တော့ထိုင်းစံနေရလဲမရမတည့်ရတာတော့ကတိကတက်ဖြစ်နေခြင်းနေတော့လက်ကားနေရင်စိတ်တို့နေရတဲ့ဖြစ်မျိုးလဲဂျုံရဂျုံချင်းဂျုံရတတ်တာကိုဒါတွေကိုဆက်ပြီးစဉ်းစားလိုက်တော့မင်းတို့ကတို့ရဲ့ကိုခဏတရားကြီးဟာသူ့ကိုယ်သူတဘာဝကြကြဆုံးရှောက်ပြီးခေါင်းစွာထားနိုင်လို့ငါတို့ဟာ ငါတို့စိတ်ကိုကောင်းစွာထားနိုင်ပါရဲ့လားကောင်းစွာစောင့်ရှောက်နိုင်ပါရဲ့လားဆိုတာမေးစရာဖြစ်မလာဘူးလားအနောက်ပိုင်းမှာရှေ့ပိုင်းမှာရင်ငါရေးခဲ့လို့ခနာကိုရန်နီယာကြီးကပြင်ပကအနေပုံမှန်စားရတွေဝင်လာရင်စူးစားပြီးမောင်းထုတ်ချေမှုန်းတယ်ငါကိုကျမရေးဒီတန်ခိုင်မြဲရေးကိုဆွမ်းကုန်စူးစားတယ်ငါတို့တွေရဲ့စိတ်ချမ်းမရေးကိုငါတို့ဒီလောက်ထိအောင်တယူအေးတယူတယူတရလောက်ကြမိပါရဲ့လားဆိုတာကိုမကြာခဏစဉ်းစားနေမိတယ် အဲလေအတ္တမပဏိတိဆိုရဲကိုစိတ်ကိုကောင်းစွာထားခြင်းဟာအလွန်ကိုအရေးကြီးတာမို့မဆွာဖျားသခင်ကမင်္ဂလာတရားတော်ထဲမှာအထည်သွင်းခဲ့တာပေါ့ငါလည်းမင်္ဂလာပါကိုရင်းနေရင်အထွေးလွန်သွားတာလည်းပါခြင်းပါနေလိမ့်မှာပဲထင်တယ်ငါစေနာကတော့ခြေခြေမြင့်မြင့်စင်ကျင်စဉ်းစားတတ်တဲ့အလေးချင်းရကြစေခြင်းတာကြောင့်ပါ